ီကနေ့မှာတော့ဒိုင်းအယာရီသတင်းဌာနမှာဖော်ပြထားတဲ့မင်းအောင်လိုင်ရဲ့ရွေးကောက်ပွဲကိုရုရှားနဲ့ဘီလာရုအာနာရှင်တွေအပိဆိုတဲ့သတင်းဆောင်ပါးကို တင်ဆက်ပေးမှာပဲဖြစ်ပါတယ်။အာနာရှင်နိုင်ငံတွေဖြစ်တဲ့ရုရှားနဲ့ဘီလာရုနိုင်ငံခေါင်းဆောင်တွေရဲ့တရားဝင်ဖိတ်ကြားမှု ခရီးစဉ်တွင်အာနာသိန်းစစ်ကောင်းဆောင်ဗိုလ်ချုပ်ကြီးမင်းအောင်လိုင်ကရွေးကောက်ပွဲကို အခုနှစ်ဒီဇင်ဘာဒါမှမဟုတ်နောက်နှစ်ဇန်နဝါရီမှာကျင်းပမယ်လို့အချိန်ကာလကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ဒီခီးစဉ်တွင် စစ်ကောင်စီကကျင်းပဖို့ကြိုးပမ်းနေတယ်ရွေးကောက်ပွဲကိုရုရှားသမ္မတပူတင်နဲ့ဘီလာရုသမ္မတလူကာရှန်ကိုတို့ရဲ့ထောက်ခံမှုဟာနိုင်ငံရေးအရအောင်မြင်မှုတစ်ခုဖြစ်တယ်လို့လဲဆိုပါတယ်စစ်ကောင်စီပြောခွင့်ရှိသူဗိုလ်ချုပ်ဆောင်မင်းထွန်းကမြန်မာနိုင်ငံမှာအားလုံးသိတဲ့အတိုင်းရွေးကောက်ပွဲနဲ့ပတ်သက်ပြီးအစောဆုံးကဒီဇင်ဘာလနောက်ဆုံးပတ်နောက်ကြဆုံးကဇန်နဝါရီလဒုတိယအပတ်လောက်မှာဖြစ်မယ်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးရုရှားနိုင်ငံဘီလာရုနိုင်ငံတွေအပြင်ကျန်တဲ့နိုင်ငံတကာတွေက ထောက်ခံပေးပါတယ်။ရုရှားနိုင်ငံ၊ဘီလာရုနိုင်ငံတွေကထက်ထက်ဝင်ဝင်ဝင်ရောက်ထောက်ခံပေးတဲ့အပြင်လေးလာစောင့်ကြည့်ရေးအဖွဲ့လည်းလှုပ်ပေးမယ်ဆိုတဲ့ခံယူချက်မျိုးရှိတယ်လို့လည်းပြောပါတယ်။စစ်တပ်အာဏာစသိမ်းချိန်ကတည်းကနိုင်ငံတကာနဲ့ပိတ်ဆို့မှုတွေကိုခံနိုင်ကြောင်းနဲ့မိတ်ဆွေနိုင်ငံအနေနဲ့ရှေ့ဆက်သွားမယ်ဆိုတဲ့စစ်ကောင်စီကတိုင်းပြည်အာဏာကိုဆယ်စုနှစ်ကြီးချုပ်ကန့်ထားကြတဲ့ရုရှားသမ္မတနဲ့ဘီလာရုသမ္မတတို့ရဲ့အပိထောက်ခံမှုနဲ့တိုင်းပြည်အကြက်တဲတွေကြားမှာပဲရွေးကောက်ပွဲပြုလုပ်ဖို့ တာဆူနေတာဖြစ်ပါတယ်။ခီးစဉ်အတွင်းမှာစစ်ကောင်းဆောင်ဟာရုရှားနဲ့ဘီလာရုနိုင်ငံကလွတ်တော်ဥက္ကဋ္ဌတွေနဲ့တွေ့ဆုံပြီးလွတ်တော်ချင်းချင်းကြားဥပဒေဆိုင်ရာကိစ္စတွေပူးပေါင်းဆောင်ရွက်ရင်းနဲ့လေးလာရေးအဖွဲ့တွေဆက်လွှတ်ရေးဆွေးနွေးခဲ့တယ်လို့စစ်ကောင်စီကဆိုပါတယ်။ဒါပြင်ပါတီစုံဒီမိုကရေစီစနစ်ကိုတကယ်လိုချင်ပါကကနကောစာမလုပ်ဘဲပူးပေါင်းဆောင်ရွက်ကြဖို့လေစစ်ကောင်ဆောင်ကပြောပါတယ်။စစ်ကောင်စီအားကိုးရှာတဲ့ရုရှားသမ္မတပူတင်နဲ့ ဗီလာရုသမရလူကာရှန်ကိုတို့ကတိုင်းပြည်အာဏာကိုဆယ်စုနှစ်ကြီကြောင်းဤမျိုးစုံနဲ့ချုပ်ကန်ဆိုးမှုထားတဲ့အာဏာရှင်တွေဖြစ်ပြီးပြိုင်ဘက်အတိုက်ခံတွေကိုဖမ်းဆီးထောင်ကြတာလွတ်လပ်တဲ့မီဒီယာတွေကိုပိတ်ပင်တာစတဲ့မျိုးစုံသောပိတ်ဆို့မှုတွေနဲ့ကျင်းပတယ်သူတို့ရဲ့ရွေးကောက်ပွဲတွေဟာလည်းလွတ်လပ်မျှတမှုမရှိတဲ့အတူရောင်ရွေးကောက်ပွဲတွေအဖြစ်အမေရိကန်ဗီတိန်ပါဝင်နိုင်ငံတကာလေ့လာသူတွေက ဝေဖန်ထားပါတယ်ရုရှားသမ္မတပူတင်ဟာဂျမန်နဲ့မက်လာက ကျင်းပခဲ့တဲ့ရွေးကောက်ပွဲမှာထောက်ခံမဲ89ရာခိုင်နှုန်းနဲ့ပြိုင်ဘက်တွေကိုအနိုင်ရပြီးနိုင်ငံကို24နှစ်ကြာအုပ်ချုပ်ခဲ့တဲ့သူ့ရဲ့အာဏာကိုနောက်ထပ်6နှစ်သက်တမ်းဆက်နိုင်ခဲ့ပါတယ်။နိုင်ငံတကာကိုသမရဝင်းကြီးချုပ်ဖြစ်အမျိုးမျိုးလက်ပတ်ချုပ်ကန်ထားတဲ့ပူတင်ဟာ2020ခုနှစ်မှာလည်းနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေတွေကနှစ်ကြိမ်ဆက်တာသမရလုပ်ရမယ်ကန့်သက်ချက်ကိုပယ်ဖျက်ခဲ့ပါသေးတယ်။ရုရှားသမရဟာတမတော်ကာကွယ်ရေးဦးစီးချုပ်လည်းဖြစ်သလိုလွှတ်တော်က ဥပဒေဖြစ်အတိမပြည့်ရသေးတဲ့ဥပဒေကြမ်းတွေကိုဗီဒီယိုအာဏာနဲ့ပယ်ဖျက်နိုင်တဲ့အခွင့်အာဏာရှိသူဖြစ်ပါတယ်။ရုရှားသမ္မတလိုပဲဗီလာရုသမ္မတကလူကာရှာကလည်းပြီးခဲ့တဲ့ဇန်နဝါရီ26ရက်ကကျင်းပတဲ့ရွေးကောက်ပွဲမှာထောက်ခံမဲ့89ရာခိုင်နှုန်းနှိပါနဲ့အနိုင်ရခဲ့ပြီး6ချိန်ဆက်တိုက်သမ္မတအဖြစ် အနိုင်ရခဲ့သူဖြစ်ပြီး2030ခုနှစ်အထိဆက်လက်အုပ်ချုပ်ခွင့်ရထားပါတယ်။အတိုက်ခံနိုင်ငံရေးသမ္မတတွေပေါ်ဖိနှိပ်မှုနဲ့ပတ်သက်ပြီးမီဒီယာတွေရဲ့ မေကွန်ထုတ်မှုတွေအပေါ်တချို့ကအချင်းထောင်ကိုရွေးတယ်တချို့ကပြပထွက်ပြေးဖို့ရွေးတယ်ကျွန်တော်တို့ကဘသူကမှနိုင်ငံကနေကံမထုတ်ပါဘူးလို့တုတ်ပြန်ခဲ့သူဖြစ်ပါတယ်စစ်ကောင်းဆောင်မင်းအောင်လှိုင်နဲ့မတ်လ9ရက်နေ့တွေ့ဆုံစဉ်ကမြန်မာနိုင်ငံကိုလာရောက်မယ်လို့ပြောခဲ့ပြီးကောင်းမယ်ထင်တဲ့အရာတွေကို အမြန်ဆုံးအကောင့်တွေဖော်ဖို့နဲ့ပိတ်ဆို့တန်ခတ်မှုတွေထက်ရှိလာနိုင်ပေမဲ့အခွင့်လန်းကောင်းဖြစ်ပူပေါင်းဆောင်ရွက်သွားမယ်လို့လူကရှန်ကိုကပြောပါတယ်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကလည်းပိတ်ဆို့တန်ခတ်မှု လောက်ခံရတဲ့အဖွဲ့အစည်းတွေအနေနဲ့အင်အားစုစည်းမှုတွေပုံမှုရရှိစေပြီးပြိုင်ဆိုင်မှုပြင်းထန်လာစေမှာဖြစ်ကြောင်းပိတ်ဆို့တန်ခတ်ဖိအားပေးမှုတွေဟာအောင်မြင်မှာမဟုတ်ပဲပရိပခတာပိုကြီးမားလာစေမှာဖြစ်ကြောင်းဒါတွေကိုနှစ်ယောက်ပူပေါင်းပြီးရင်ဆိုင်ကြော်လာသွားမှာဖြစ်ကြောင်းဆိုပါတယ်ရုရှားနဲ့ဘီလာရုကိုအားကိုးတဲ့မြန်မာစစ်ကောင်းဆောင်ကိုယ်တိုင်ကလည်းအာဏာရှင်နီလန့်ဖြစ်တဲ့အတိကအတိုက်ခံပြိုင်ဘက်ဒေါန်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးသမားတွေကိုအာဏာသိမ်းခဲ့တဲ့က ဖမ်းဆီးထောင်ချထားပြီးသူတို့စိတ်တန်းကြစီမံမဲ့ရွေးကောက်ပွဲတရက်ပြုလုပ်ဖို့စိုင်ပြင်းနေတာဖြစ်ပါတယ်။ဒါပေမဲ့ရုရှားနဲ့ဘယ်လာရုတို့နဲ့မတူတာကမြန်မာပြည်မှာဆက်အာဏာသိမ်းမှုကိုစန့်ကျင်တဲ့ခုခံတိုက်ခိုက်မှုတွေကြောင့်အာဏာသိမ်းမှု၄နှစ်တာကာလတွင်စစ်တပ်ဟာမြို့ရပေါင်းများစွာထိန်းချုပ်နိုင်ခြင်းမရှိတော့ပဲအုပ်ချုပ်ရေးရန်တွေကလည်းအပြည့်အဝလည်ပတ်နိုင်မှုမရှိတော့ပါဘူး။ဂျမန်နဲ့အော်တိုဘာလာပြည်လုံးကျွတ်တကောင်စီရင်ကောက်ယူရမှာမြို့နယ်330တဲက 145မြို့နယ်သာကောက်ယူနိုင်ခဲ့ပြီးတပိုင်းတစကောက်ယူနိုင်တာ128မြို့နယ်နဲ့လုံးဝကောက်ယူလို့မရတာ58မြို့နယ်ရှိခဲ့ပါတယ်ဒီလိုအခြေအနေအောက်မှာဂုံတိုက်ခါရှိတဲ့ရွေးကောက်ပွဲတည်းရဲ့ကျင်းပမယ်လို့ကြွေးကြော်နေတဲ့စစ်ကောင်စီကမဲဆန္ဒနဲ့130မှာသာရွေးကောက်ပွဲကျင်းပပြီးလွှတ်တော်ခေါ်ယူပြီးအာဏာလွှဲပြောင်းမှု ပြောဆိုတမ်းတွေလည်းကြားနေရပါတယ်ဒါပြင်ပြည်ထောင်စုလွှတ်တော်အတွင်းရွေးကောက်ခံကိုယ်စားလှယ်85ရာခိုင်နှုန်းရဲ့ သုံးပုံတပုံ25ရာခိုင်နှုန်းဖြစ်ပြီးစစ်တပ်ကခန့်အခွင့်ရှိတဲ့စစ်တပ်ကိုယ်စားလှယ်25ရာခိုင်နှုန်းနဲ့ပေါင်းပြီးလွှတ်တော်ခေါ်ဖို့စစ်ကောင်းဆောင်ရဲ့အကြံစီဖြစ်ပါတယ်စစ်ကောင်းဆောင်ကပထမဆုံးကျင်းပမဲ့လွှတ်တော်အစည်းအဝေးအထမြောက်ဖို့လိုအပ်တဲ့50ရာခိုင်နှုန်းသောကိုယ်စားလှယ်တွေအတွက်တပ်မတော်လွှတ်တော်ကိုယ်စားလှယ်25ရာခိုင်နှုန်းရှိပြီးဖြစ်ပါတယ်ကျန်25ရာခိုင်နှုန်းသောလွှတ်တော်ကိုယ်စားလှယ်ရှိုံများနဲ့လွှတ်တော်အစည်းအဝေးကိုအထမြောက်အောင်ဆောင်ရွက်နိုင်ပါတယ်လို့2023 ဇူလိုင်31ရက်ကောက်ခွေရင်းနဲ့လုံခြုံရေးကောင်စီအစည်းအဝေးမှာကလေးကပြောဆိုထားတာဖြစ်ပါတယ်။ဒါပြင်ရွေးကောက်ပွဲအထမြောက်ဖို့ဆန္ဒမဲမိများပေးရမယ်လို့ကန့်သတ်မှထားကြောင်းနဲ့အပြည့်အဝမကျင်းပနိုင်တဲ့မြို့တွေမှာတမျိုးနယ်လုံးမဟုတ်ပဲလုံခြုံမှုရှိတဲ့နေရာတွေမှာတစ်စိတ်တစ်ပိုင်းကျင်းပဖို့စဉ်းစားသင့်တယ်လို့လည်းစစ်ကောင်းဆောင်ကပြောထားပါတယ်။စစ်ကောင်းဆောင်ဟာအာနာသိမ့်ပြီး၃ရက်ကြာမှာပဲတမတော်ကောက်ွယ်ရေးဦးစီးချုပ်ရဲ့အသက်65နှစ်ကန့်သတ်ချက်ကိုပယ်ဖြတ်ပြီးတက်ချုပ်ရာတို့ကို ရာသက်ပံယူခဲ့ပါတယ်။အဲ့အတွက်အထမြယုံဟန်ပြရွေးကောက်ပွဲတည်းရဲ့ကျင်းပပြီးအာဏာကိုဆက်လက်ချုပ်ကန်ဖို့ကြိုးပမ်းနေတာဖြစ်တယ်လို့လည်းနိုင်ငံရေးလေ့လာသူတွေကသုံးသပ်ကြပါတယ်။ပါတီစုံဒီမိုကရေစီလို့ကြွေးကြော်ပြီးအထမြယုံရွေးကောက်ပွဲလုပ်ဖို့ကြိုးပမ်းနေတဲ့စစ်ကောင်စီရဲ့လောက်ရဟာနိုင်ငံရေးထွက်ပေါက်ရဖို့နဲ့အာဏာဆက်လက်ချုပ်ကန်ထားရေးဖြစ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်လာမှာမဟုတ်ဘူးလို့ကချင်ပြည်နယ်အခြေဆိုင်ရွေးကောက်ပွဲကိုယ်စားလှယ်ဟောင်းတအူးကဝေဖန်ပြောဆိုပါတယ်။သူက စစ်ကောင်စီကဥဆောင်ပြီးရွေးကောက်ပွဲလုပ်မယ်ဆိုတာကသူအာနာကင်ဖို့လုပ်တာပဲသူအာနာကင်မှပဲသူကလည်းမြဲမှာကိုသူအာနာကင်မယ်သူလုပ်မယ်ဒါပေမဲ့လူထုကဒါကိုလက်ခံမလားလက်မခံဘူးလားဒါပေမဲ့ဒီလိုအချိန်ကာလမှာလုပ်တဲ့ရွေးကောက်ပွဲကအတိတ်ပဲမရှိတဲ့ရွေးကောက်ပွဲဖြစ်လာပါလိမ့်မယ်လို့ဆိုပါတယ်ဒါပြင်လက်ရှိချိန်ထိစစ်ကောင်စီဟာဘယ်ရွေးကောက်ပွဲစနစ်နဲ့ကျင်းပမယ်မဲဆန္ဒနယ်တွေဘယ်လိုတတ်မှတ်မယ်လုံခြုံရေးရစိန်ခေါ်မှုတွေရှိနေတဲ့နေရာတွေကို ဘလို့တာဝန်ယူဆောင်ရွက်ပေးမလဲဆိုတာတွေကိုရေးရရာချပြဆောင်ရွက်နိုင်တာမရှိသေးဘူးလို့လေဘကူးတိုင်းအခြေဆိုင်ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီဒုခရဥယျာဉ်နိုင်ဝင်းကပြောပါတယ်သူကရွေးကောက်ပွဲဥပဒေညဥပဒေတွေကိုသိကျင်တယ်ဘာစနစ်ကိုသုံးမလဲဆိုတာသိကျင်တယ်ဒါတွေသိရမှဘာလုပ်ရမလဲဘမဝင်ပြန်ရမလဲဆိုတာသိမှာပါအခုကဘာမှမသိရသေးပါဘူးဘကူးတိုင်းထဲမှာမာရှယ်လော့ထုတ်ထားတဲ့မျိုးတွေရှိတယ်အဲ့ဒီမျိုးတွေကိုဘလို့လုပ်ပေးမလဲရခိုင်နဲ့နေဆက်မှာလဲတိုက်ပွဲဖြစ်နေတယ် အရှိချမ်းတောင်ငူခရိုင်ညောင်လေးပင်ခရိုင်တွေလည်းတိုက်ပွဲတွေဖြစ်နေတယ်လို့ဆိုပါရယ်စစ်ကောင်စီကိုစန့်ကျင်တိုက်ခိုက်နေကြတဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေတော်လှန်ရေးအင်အားစုတွေကတော့စစ်တပ်ရဲ့ရွေးကောက်ပွဲကိုလက်မခံကြအောင်ပြောဆိုထားကြပြီးပြည်သူလူထုအနေနဲ့လည်းရွေးကောက်ပွဲလုပ်ငန်းစဉ်အစစ်အစစ်မှာပူးပေါင်းပါဝင်တာတွေမလုပ်ကြဖို့သတိပေးတိုက်တွန်းထားပါရယ်နောက်တစ်ပတ်မှလည်းစိတ်ဝင်စားစရာကောင်းတဲ့သတင်းဆောင်မတွေကိုတင်ဆက်ပေးမှဖြစ်လို့စောင့်မျှော်နားဆင်ပေးကြပါအောင်ခင်ဗျာ